အလုံးမဲ့မင်္ဂလာပါဘရိုနီကာရင်ဆိုင်ထုတ်သက်ရမယ်တေယိုဖိုက်တာလီမင်ယူကိုဝမ်ချမ်ပီယံရှစ်ဘက်က အနီဆာမက်ဆန်နေရာမှာ ချက်ချင်းဆိုသလိုအစားထိုးလိုက်ပါတယ်ဒါကဝမ်မှာပထမဆုံးပွဲထွက်လာမယ်တေယိုမျိုးသမီးဖိုက်တာအတွက်ပြင်ဆင်ချိန်လုံးလောက်ပါမလားဆိုတာစဉ်းစားစရာပါဘရိုနီကာနဲ့ဝက်ပြတ်သွားတဲ့ပြင်သစ်ဖိုက်တာမယ်အနီဆာမက်ဆန်ကတော့ဘာတိုင်ရာပြဿနာမှမရှိပဲ on friday 5မှာမကစားချင်လို့ပွဲပြက်လိုက်တာလို့သတင်းတွေထွက်ပေါ်ထားပါတယ် kickboxing fighter ကြီးကတော့ mma ပွဲတွေပဲထိုးတော့မယ်ဆိုပြီးပြောလာပါပြီပြင်သစ် fighter nisa maxan နေရာမှာအစားထိုးဝင်ရောက်လာတဲ့ lee min yu ဟာဆိုရင်လည်း kickboxing fighter ဖြစ်ပေမဲ့ one championship ceo chatri ကမူလက season ထားတယ်လို့ kickboxing စီးမြင်နေမဟုတ်ပဲ bronica အတာတဲ့မွေထိုင်းစီးမြင်နေထိုးသက်စေခဲ့တာပါ one fact က bronica ကို on friday fight လို့ပြိုင်ပွဲမှာပဲပြန်လည်ထိုးသက်စေခဲ့တဲ့အတွက် bronica ကိုနှစ်သိပ်ပေးလိုက်တဲ့သဘောလိုဖြစ်နေတာပါ bronica ပြိုင်ပွဲ limen rook ကအသက်29ပဲရှိပါသေးတယ်အရက်က9ပဲ3လက်မှရှိပါတယ်အောင်မြင်မှုအနေနဲ့ကတော့တရုတ်ပြည်က promotion တစ်ခုမှာထိုးသက်ခဲ့တော့က96ကီလိုတန်းမှာ kickboxing champion ကပရရှိခဲ့ပူတာပါတရုတ်မျိုးသမီး fighter က2024ခုနှစ်မှာသူ့ရဲ့နောက်ဆုံးပွဲကိုထိုးသက်ခဲ့ပြီး တနစ်ကြော်ကြတဲ့အထိပွဲမထိုးရတော့ပဲပွဲဝေးနေခဲ့တာပါအခုမှဝမ်းချမ်းမြန်ရှစ်ပွဲဥထွက်ကိုထိုးရမှာဆိုတော့ဘလောက်ထိလုံးပြနိုင်မလဲစောင့်ကြည့်ရမှာပါဒီပွဲကိုခြုံငုံပြီးကြည့်လိုက်မှဆိုရင်ဘရိုနီကာကဖက်ဖက်ကတာနေပြီးဒိုင်မန့်ဖိုက်တာလီမင်ရုကိုလဲထိုးနိုင်ယူပြီးဘောနပ်စုပါစုခုနိုင်ဖို့အခွင့်အရေးရှိနေတာပါအလုံးကိုကျေးဇူးများဤတမားတယ်